ဒီနေ့လေလာဆွေးနွေးမှုအတွက်ကျမတို့ရထားတဲ့ source ကတော့လေဘာသာရေးဆိုင်ရာအသွေးခေါ်စာတမ်းတစ်ခုပါရှင်။ခေါင်းစဉ်ကအမွေဆက်ခံခြင်းမှတဆင့်ဖန်ဆင်ခြင်းကိုပြည်စုံစေခြင်းတဲ့။အင်းဖတ်လိုက်တာနဲ့တော်တော်လေးနည်းနည်းတဲ့ခေါင်းစဉ်မှန်းထိတာပါတယ်။ဟုတ်ပါတယ်ဗျာ။ဘုရားတခင်ကလောကကြီးကိုဖန်ဆင်တဲ့နေရာမှာအမိန်ပေးပြီးတခါတဲ့အပြီးတက်လက်လို့ရရတာနဲ့အင်းဘာဖြစ်လို့အမွေဆက်ခံခြင်းဆိုတဲ့ဒီလိုရှုပ်ထွေးတဲ့လမ်းကြောင်းကို ရွေးချယ်ခဲ့တယ်လဲဆိုတဲ့မေးခွန်းကိုဖြေရှင်းဖို့စ조사ထားတာပါဟုတ်ပါတယ်ဒီစာတန်းကလေးစန်းစုတွင်ထုံကြိုရဝမ်းဆောင်ဟာရှိကြို작중하셨다ဆိုတဲ့မူရင်းကောင်းစင်နဲ့လာတာပါသူ့ရဲ့အဓိကရွေးချက်ကဖန်ဆင်းခြင်းလွတ်လပ်စွာရွေးချယ်권အဲ free will ပေါ့ဟုတ်ကဲ့ပြီးတော့အပ္ပတိယနောဆုံးလဝကတိုင်ဒီချက်ဒီအားလုံးဟာတခုနဲ့တခုဘလို့ကြိုးចောင်းညီညွတ်စွာဆက်ဆက်နေတယ်လဲဆိုတဲ့ cosmic blueprint တခုကိုရှင်းပြချင်တာပါပဲဆိုတော့ဘုရားတခင်ရဲ့အစီအစဉ်နောက်ွယ်ကဟိုဒီ logic ကိုနားလည်ဖို့စ조사ထားတဲ့စာတမ်းတခုလို့ပြောလို့ရပါတယ်ဗျာကောင်းပြီရှင်ဒါဆိုရင်တော့ဒီ cosmic blueprint ကိုတလှချင်းစီခွာပြီးလေ့လာကြည့်ကြအောင်ပထမဆုံးအထူးကကြတဲ့အချက်ထစ်တဲ့လွတ်လပ်စွာရွေးချယ်ခွင့်ဆိုတဲ့အယူအဆနဲ့စားလိုက်ကြတာပေါ့နော်ကောင်းပါပြီစာတမ်းအရဘုရားသခင်ကအချိန်နဲ့နေရာကိုဖန်ဆင်းပြီးတော့တက်ရှိတွေကိုအဖိုးတန်းဆုံးလက်ဆောင်အဖြစ် လွတ်လပ်စွာရွေးချယ်ခွင့်ကိုပေးခဲ့တယ်လို့ဆိုတယ်။ဒါပေမဲ့အဲ့ဒီလက်ဆောင်ကတကယ့်ကိုဒါဝါနှစ်ဖက်လို့ဖြစ်နေတယ်မဟုတ်လားရှင်။အတိအကျပါပဲ။ဒီစာရင်းရဲ့အဓိကထုတ်ပြချက်ကအိမ်မှာစတာပဲဗျာ။လွတ်လပ်စွာရွေးချယ်ခွင့်ဆိုတာတနည်းအားဖြင့်အမားလုံနိုင်ခြင်းအပြစ်ကျူးလွန်နိုင်ခြင်းပါတပါးတဲ့ပါလာတယ်ဆိုတဲ့ချက်ပါ။อืมဟုတ်ပါပဲ။စယုတ်တေလို့မစ္စီမိတ်နာခံတအောင်ဖန်ဆင်းထားရင်ပြဿနာမရှိဘူးပေါ့။ဒါပေမဲ့အဲ့လိုနာခံမှုကအဒီပြမှမရှိတာလေ ဆရာရဲ့ဆိုရစစ်မှန်တဲ့မေတ္တာဆိုတာအတင်းကျပ်ဖိုင်းလို့အရာမဟုတ်ဘူးဟုတ်တယ်ကိုတပုတ်နောက်ကိုလွ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 ရွေးချယ်မှတာတမိုးရှိတာဒါကြောင့်တက်ရှိလေးကိုမေတ္တာတရားကိုနားလည်ပြီးရွေးချယ်နေဖို့အတွက်လွလွခွန့်ပေးခဲ့တယ်ဒါပဲမဲ့တပမဲအဲ့ဒီလွလွခွန့်ကိုတုံးပြီးမေတ္တာကိုမရွေးချယ်ခိုင်းရင်အတ္တကိုပဲရွေးချယ်ခိုင်းရင်ဘာဖြစ်မလဲအဲ့ဒီမှာအပြစ်တရားဖြစ်လောင်းဒါဆိုရင်တော့ဖန်ဆင်းရှင်အကြီးမားဆုံးစင်ခေါ်မှုပေါ်လာတာပေါ့ ိုဖန်ဆင်းထားတဲ့သက်ရှိတွေကိုသူတို့ရဲ့လွတ်လပ်ခွင့်ကိုမထိခိုက်စေပဲမေတ္တာတရားဟာအကောင်းဆုံးရွေးချယ်မှုဖြစ်ကြောင်းဘလူနီးနဲ့ယုံကြည်လက်ခံလာအောင်လုပ်မလဲချင်းချော်လို့ကိုမရအတင်းကျပ်လို့လို့ကိုမရဘူးဆိုတော့ဟုတ်ကဲ့ဒီလိုကြီးတဲ့ပြဿနာကိုဒီစာတန်းကဘလို့ဖြေရှင်းဖို့လမ်းညွှန်ထားပါသလဲရှင်အဲ့ဒီမေခွန်းကဒီဆွေးနွေးမှုရဲ့နှလုံးသားပဲဗျစာတန်းရဲ့ဖြေကအမိန့်ပေးခြင်းမဟုတ်ဟုတ်တက်တဲ့ပြခြင်းဖြစ်တယ်လို့ဆိုပါတယ် ဖျားတခင်ရဲ့မေတ္တာနဲ့တရားမြတ်တာမူဟာဘလောက်အထိကြီးမားလဲဆိုတာကိုတက်ရှိတယ်မြဲ့မြံကိုတဲ့နားလေလက်ခံသွားစေမယ့်အစီအစဉ်တစ်ခုအဲ့ဒါကိုအစကတည်းကကြိုတင်ပြင်ဆင်ထားခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီအစီအစဉ်ရဲ့ဘဟုချက်ကတော့လဝါကတ်တိုင်ပေါ့ဟုတ်ပါတယ်လဝါကတ်တိုင်ပါပဲကောင်းငင်မှန်လေးကြာဆုံးပါရော လူသားအာရန်အဖြစ်ကျူးလို့မှာပါကြိုတိထားတဲ့အတွက်တာဟာ plan b မဟုတ်ဘူး မဟုတ်ဘူးအစကတည်းကထဲ့တွင်စဉ်းစားထားတဲ့ plan A ဖြစ်တယ်လို့ဒီစာတန်းကယုတိရှိရှိတင်ပြထားတာဗျာဒီနေရာမှာခဏရပ်ပြီးစဉ်းစားကြည့်အောင်ရှင်လဝါကတ်တိုင်းဆိုလားအဖြစ်အတက်အသေးခံတွင်ဆိုတဲ့အမြင်ကတော့အများဆုံးနဲ့ယဉ်နီးပြီးသားပါဟုတ်ကဲ့ဟုတ်ကဲ့ဒါပေမဲ့ဒီစာတန်းကအဲ့ဒီထက်ပိုတဲ့ shutdown တွေကိုဖွင့်ပြတာပုံရတယ်အဖြစ်ဖြစ်ရင်တခုတည်းအတွက်ပဲမဟုတ်ဘူးဆိုတဲ့သဘောလားဟုတ်ပါတယ်ရှင်အဖြစ်ဖြစ်ခြင်းကအဓိကအစ်ပိုင်းတစ်ခုပါဒါပေမဲ့အလုံးတော့မဟုတ်ဘူး ဒီအစီအစဉ်ရဲ့ဗဟိုချက်မှာခရစ်စတန်အလာဟုအာ theology ရဲ့အရေးကြီးတဲ့ယူအဆထက်တဲ့သုံးပါးတဆူဆိုလာရှိနေတယ်လေဟုတ်ကဲ့အလွယ်ပြောရင်ဖန်ဆင်းရှင်ခမီးတော်ကက်တင်သူတားတော်ပြီးတော့လမ်းကျွမ်းသူဝဉ္ဇင်တော်ဆိုပြီးပုဂ္ဂိုလ်သုံးပါးရဲ့လူဆောင်ချက်ကိုခွဲခြားပြထားတယ်စာတမ်းရဲ့အဆိုအရဒီပြဿနာကိုဖြေရှင်းဖို့တားတော်လို့ခေါ်တဲ့ဒုတိယပုဂ္ဂိုလ်ကလူလောကထဲကိုလူသားအဖြစ်ဝင်ရောက်ပြီး အဖြစ်ရဲ့အကျိုးဆက်ဖြစ်တဲ့စွန့်ပယ်ခြင်းကို ခမီးတော်စီကနေကိုစားခံယူခဲ့တယ်လို့ဆိုပါတယ်။ဒါကအပြစ်ဖြေခြင်းအပိုင်းပေါ့။ဟင်းဒါပေမဲ့အဲ့မှာမပြီးသေးဘူး။ဟုတ်ကဲ့နောက်ထပ်ဘလို့ရည်ရွယ်ချက်တွေရှိသေးလဲရှင့်။နောက်ထပ်အရေးကြီးတဲ့ရည်ရွယ်ချက်နှစ်ခုရှိပါသေးတယ်။ပထမတစ်ခုကမိထထားပါဆိုတဲ့ပြည့်ညတ်ဟာစိတ်ကူးရင်တသက်မဟုတ်ပဲတရှိတယောက်အနေနဲ့တကယ်လက်တွေ့လိုက်နာနိုင်တဲ့အရာဖြစ်ကြောင်းအဲဆန်နမူနာပြဖို့ပါပဲ။ဆန်နမူနာပြဖို့ ဟုတ်တယ်အတိတ်ခံနဲ့အထီးမေတ္တာဖြစ်ရကိုလိုက်နာဖြစ်ခြင်းအပြင်ဒီလန်းဟာဖြစ်နိုင်တဲ့လန်းရှောက်လန်းနိုင်တဲ့လန်းဖြစ်ကြောင်းတည်တည်ပြခဲ့တယ်။ဟုတ်ဒုတိယအချက်က ထေချင်းတရားကိုအောင်နိုင်ဖို့အတွက် blueprint တစ်ခုချပြတာ။ blueprint တစ်ခုဟုတ်ကဲ့ပညာကိုလိုက်နာခြင်းအပြင်ထမြောက်ခြင်းနဲ့သာဝရအတ္တကိုရနိုင်တယ်ဆိုတာကိုလက်တွေ့ပြသတော်တာမျိုးပေါ့။အင်းဟွဒါကြောင့်လောကတန်ဟာ အဖြစ်ကိုဖြေရုံတင်မကဘူးလိုက်နာဖို့စံနမူနာဖျာပြီးအောင်ရင်ဖို့လမ်းညွန်ပေးတဲ့ပတ်စုံတွန်ကီရီယာတခုဖြစ်သွားပါတယ်ဒါကတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အချက်ပဲရှင်ဒါပေမဲ့ကျွန်မစိတ်ထွန်းမှာမေကုံးတစ်ခုပေါ်လာလေဟုတ်ကဲ့မေးပါခင်ဗျာဖျားပချင်းကအရာအလုံးကိုဖန်ဆင်းနေအချို့အချာအနာပိုင်းပဲလေသူပြညက်ကိုနားခံဖို့တက်ရှိတွေကိုဘာလို့ဒီလောက်ထိတက်တည်ပြီးပြပြီး convince လုပ်နေဖို့လိုအပ်ရတာလဲအာနာနဲ့အမိန်ပေးလိုက်ရုံပဲမဟုတ်ဘူးလားအင်းဒါကဒီစာရင်းရဲ့နောက်ထပ်ထူခြားတဲ့အပိုင်းကိုရောက်လာပါပြီ အာနာရဲ့တရားဝင်ဖြစ်မှုပေါ့ legitimacy နဲ့ပတ်သက်တဲ့ယူဆပါတရားဝင်ဖြစ်မှုဟုတ်ပါတယ်စာတန်းရဲ့ကြိုးကြောင်းပြောက်ပုံအရလွတ်လပ်စွာရွေးချယ်ခွင့်ရှိတဲ့တက်ရှိတွေဟာကြိုးကြောင်းစီတော်မှုမရှိတဲ့အမိန်ကိုလက်ခံမှာမဟုတ်ဘူးဥပမာမေတ္တာထားပါဆိုတဲ့ပညာကိုပေးတဲ့သူကိုယ်တိုင်ကအဲ့ဒီပညာကို မလိုက်နာဘူးဆိုရင်အဲ့ဒီအမိန်ဟာ အနစ်သာရမရှိဘူးတရားမဝင်ဘူးလို့သူတို့ကယူဆလိမ့်မယ်။ဟွန်း ဟုတ်ကဲ့ဒါကြောင့်အမိန့်ပေးပိုင်ခွင့်ကိုတရားဝင်ဖြစ်စေဖို့အတွက်အမိန့်ပေးသူကိုယ်တိုင်ကအဲ့ဒီအမိန့်ကို အပြည့်ဝလိုက်နာပြဖို့လိုအပ်တယ်ဒါကြောင့်သားတော်ဟာသက်ရှိတယောက်အဖြစ်နဲ့အဲ့ဒီမေတ္တာပညာကို အတေခံတဲ့အထိလိုက်နာပြခဲ့တယ်ဒီလိုလှုပ်ချင်းအဖြစ်ငါပေးတဲ့အမိန့်ဟာတရားမြတ်တဲ့ကျိုးချောင်းစီလောတဲ့လိုက်နာနိုင်တဲ့ငါကိုယ်တိုင်တော်လိုက်နာခဲ့တယ်ဆိုပြီးသူ့ရဲ့အုပ်ဆိုးပိုင်ခွင့်ကို တရားဝင်ဖြစ်စေခဲ့တာပါအာဒါကြောင့်ကိုအဲ့ဒီအချက်ကစာတန်းရဲ့ခေါင်းစဉ်ဖြစ်တဲ့အမွေဆက်ခံခြင်းဆိုတဲ့စကလုံးနဲ့တိုက်ရိုက်ချိတ်ဆက်သွားပြီပေါ့ဟုတ်ပါတယ်ပိုင်းဆိုင်ပြီးသားအရာကိုအနိုင်ကျင့်ပြီးတိန်းနာမျိုးမဟုတ်ပဲတရားဝင်နီလန်းတက်ကြနဲ့အမွေဆက်ခံတဲ့ပုံစံမျိုးနဲ့ပြန်လဲရယူရတဲ့ဆိုတဲ့သဘောပေါ့တော်တော်မှန်ပါတယ်ဗျ conquest to reclamation တို့လိုစကလုံးဒီမတုံးပဲ inheritance ဆိုတဲ့စကလုံးကိုတုံးတာတော်တော်လေးထူးကြရယ်နော် တော်တော်မှန်ပါတယ်အမွေဆက်ခံခြင်းဆိုတာကအတင်းအကျပ်လူယူတာမဟုတ်ဘူးတရားဝင်မှု နားလည်လက်ခံမှုသဘောတူညီမှုတွေပါဝင်နေစာတမ်းမှာတုံးထားတဲ့မူရင်းကိုရီးယားစရစုကပိုလင်းနေတယ်ဗျဖြစ်ချုံမှုတို့ရဲ့နပ်တခောင်းဝင်တဲ့ရှီကွန်ကန်ရဲ့ထုံချစ်ကွန်ရိုဆန်ဆော့ပတိရှိလီကိုစက်ချုံဟာရှော့တာတဲ့အတိပယ်ကတော့တိုက်ရိုက်ပါတာပြန်ရရင်တက်ရှိများရဲ့နားလည်လက်ခံမှုအလေမှာအချိန်နဲ့နေရာရဲ့အုတ်ချုပ်ပိုင်ခွင့်ကို အမွေဆက်ခံရန်ဆုံးဖြတ်ခဲ့သည်လို့အတည်ပြုရတယ်။အိုးတက်ရှိရီရဲ့နားလည်လက်ခံမှုနဲ့ဟုတ်တယ်။ဆိုလိုတာကအာနာကိုတက်ရှိရီရဲ့ဘာရင်နဲ့ရာယူတာ။သူတို့ရဲ့နှလုံးသားနဲ့ဉာဏ်ပညာကိုအနိုင်ရပြီးမှအုပ်ဆိုတာတဟအာနာသုံးဆွဲခြင်းရဲ့အမြင့်ဆုံးပုံစံတစ်ခုကိုတင်ပြချင်တာပါ။ဒီနေရာမှာစကလုံးအသုံးအနှုန်းတစ်ခုကိုသတိထားမိတယ်ရှင်။ စာတန်းက time and space ကို အချိန်နဲ့နေရာလို့တိုက်ရိုက်မသုံးဘဲတချို့နေရာတွေမှာ RB စကလုံး Almagan ကို သုံးထားတယ်။ဒါကပါထူးခြားလို့လဲရှင်။အဲ့ဒါကစာရေးသူရဲ့ရွေးချယ်မှုတစ်ခုဖြစ်နိုင်ပါတယ်ဗျ။နေရာဆိုလာထက် Almagan ကပိုပြီးကျယ်ပြန့်တဲ့အတွေးခေါ်ဆိုင်ရာအတိပဲရှိတယ်။ဥပမာဒီရှိမှုရဲ့ပေါင်းဒါမဟုတ်ရုပ်ဝတ္ထုကဘာတစ်ခုလုံးကိုခြုံငုံတဲ့သဘောမျိုးတက်ရောက်တယ်။ ဖန်ဆင်းခြင်းနဲ့ပတ်သက်တဲ့ရှေးဟောင်းအတွေးခေါ်တစ်ခုကိုရည်ညွှန်းခြင်းတဲ့သဘောလည်းဖြစ်နိုင်ပါတယ်။ဒါကဒီစာရန်ဟာဘာသာရေးအမြင်တစ်ခုတည်းမဟုတ်ပဲဟိုရင် philosophy philosophy ကိုပါထည့်သွင်းစဉ်းစားထားကြောင်းပြနေတာပါ။ကောက်ပြီးရှင်။ဒါဆိုရင်အစည်းအဝေးတစ်ခုလုံးကိုပြန်ဆက်ဆက်ကြည့်အောင်အောင်လွတ်လပ်ခွင့်ရဲ့စင်ခေါ်မှုလောဝါကတန်ကန်ဤတဲ့ဆင့်အပြေရှာခြင်းပြီးတော့တရားဝင်မွေးဆက်ခံခြင်းဟုတ်ကဲ့ အဲ့တော့ကလဝကတိုင်းကတဆင့်အချိန်နဲ့နေရာကိုတရားဝင်အမွေဆက်ခံလိုက်တဲ့ဖြစ်စဉ်ကိုတိုင်းဟာအဲ့ဒါကဖန်ဆင်းခြင်းကိုပြည့်စုံစေတဲ့အထက်ကလောက်ရပဲလို့စာရန်ကဆိုပါတယ်ဗျ။ဘာကြောင့်လဲရှင်။ဘာကြောင့်လဲဆိုတော့အဲ့ဒီလောက်ရကအဖြစ်နဲ့တည်ခြင်းတရားကိုအနံ့ယူလိုက်တဲ့ဒီအဖြစ်ပြက်ကိုမြင်တွေ့နားလည်လိုက်တဲ့တခြားလွတ်လပ်ခွင့်ရှိတဲ့တတ်ရှိတဲ့ဟာမေတ္တာတရားရဲ့အကြောင်းရင်းနဲ့တန်ဖိုးကိုပထမဆုံးခြင်းအဖြစ်အပြည့်အဝသဘောပေါက်သွားကြတယ်။အဲ့ဒီအခါကျတော့အဲ့ဒီအခါမှာသူတို့ဟာ အတင်းကြခိုင်းလို့မဟုတ်ပဲကိုယ့်ရဲ့လွတ်လပ်တဲ့စန္ဒာယဖျားသခင်ကိုတော့အချင်းချင်းကိုပါချက်ဖို့ရွေးချယ်လာကြတယ်။သူတို့ရဲ့လွတ်လပ်ခွင့်ကိုအတ္တအတွက်မသုံးတော့ပဲမေတ္တာအတွက်သုံးလာကြတယ်။အဲ့ဒီအချိန်မှာဖန်ဆင်းခြင်းဟာသူ့ရဲ့မူလရွေးချယ်အတိုင်းပြည့်စုံသွားတယ်လို့ဆိုလိုတာပါ။ဒီနေရာမှာစာတန်းထဲကကျွန်မအရင်သဘောကျတဲ့ဥပမာတစ်ခုကိုထည့်ပြောခြင်းနဲ့ရှင်။ဟုတ်ကဲ့ပြောပါခင်ဗျာ။အလွတ်လပ်စွာရွေးချယ်ခွင့်နဲ့ပတ်သက်တဲ့မြင်မှန်လူအများစုကလွတ်လပ်ခွင့်ကိုအဆုံးစွန်ပန်းနိုင်လို့ထင်ကြတယ်လေ။ဟုတ်တယ်ဟုတ်တယ်။ ဒါပေမဲ့ဒီစာတန်းကအဲ့လောက်ကိုဇုတ်ထိုးမိုးမျောလန်လိုက်တယ်လွတ်လပ်ခွင့်ဆိုတာပန်းနိုင်မဟုတ်ဘူးမေတ္တာဆိုတဲ့အနစ်တာရကိုထဲ့ဖို့အတွက်ခွက်တလုံးပဲတဲ့အာအဲ့ဒီအမြင်ကတော်တော်လေးတွေးပွားစရာပဲနော်အင်မတန်ကောင်းရဲ့ထောက်ပြချက်ပါပဲဗျာအဲ့ဒီဥပမာကဒီစာတန်းရဲ့အနစ်ချုပ်ပဲလွတ်လပ်ခွင့်ဆိုတဲ့ခွက်ဟာသူ့ချီတတ်တတ်ဆိုရင်အလွတ်ကြီးပဲအတိတ်ပဲမရှိဘူးအဲ့ဒီခွက်ထဲကိုမေတ္တာတရားဆိုတဲ့အရာကိုဖြည့်လိုက်မှသာအဲ့ဒီတက်ရှိဟာပြည့်စုံသွားပြီးဖျားသခင်ရဲ့ဘုန်းတော်ရံဖြစ်လာတယ်လို့ဆိုပါတယ် မေတ္တာတရားကိုဖြည့်လိုက်မှာဟုတ်ပါတယ်စာတန်ရဲ့အဆိုအရာမေတ္တာဟာအသက်ပဲဘုရားသခင်ဟာမေတ္တာပဲဒါကြောင့်လွတ်လပ်ခွင့်ကိုတုံးပြီးကိုယ်အတ္တကိုပဲရွေးချယ်နေသူရဲ့အသက်နဲ့ကင်းကွာနေတော့ပဲအဲ့ဒီလွတ်လပ်ခွင့်ကိုမန်မန်ကန်ကန်တုံးပြီးမေတ္တာတရားကိုရွေးချယ်လိုက်တဲ့အခါမှသာအဲ့ဒီတက်ရှင်ဟာတကယ်အသက်ရှင်လာပြီးပြည့်စုံသွားတဲ့ဆိုတဲ့အသေးပဲပါပဲဒီလိုကြီးကျယ်ခန်းတဲ့အစီအစဉ်ကိုရှင်းပြပြီးမှစာတန်ကအဆုံးတက်မှာတော့ တော်တော်လေးနှင်းချတဲ့အချက်တစ်ချက်နဲ့ပိတ်ထားတယ်နော်ဟုတ်တယ်ဖန်ဆင်းရှင်နဲ့ဖန်ဆင်းခံကြားကနင်းနမင်းကပတ်သက်ပြီးရောလေဟုတ်ပါတယ်ဗျဒီအချက်ကလည်းအရေးကြီးပါတယ်ဖယားတခင်ဟာအနန္တ infinite ဖြစ်တဲ့အချိန်နဲ့နေရာရဲ့ပြင်ပမှာရှိတယ်နေရာတိုင်းမှာတစ်ချိန်နဲ့တည်ရှိနိုင်တယ်ဒါပေမဲ့တက်ရှိတွေကတော့ဟုတ်ကဲ့ တရှိတွေကတော့ကောင်းကင်တမန်ပဲဖြစ်ဖြစ်လူသားပဲဖြစ်ဖြစ်ဖန်ဆင်းခြင်းပြည့်စုံသွားပြီးတဲ့နောက်မှာတောင်မှအချိန်နဲ့နေရာဆိုတဲ့ဘောင်းထင်းမှာပဲတရှိရမှာဖြစ်တယ်လို့ဆိုပါတယ်သူတို့ကဘယ်တော့မှဖန်ဆင်းရှင်လို့အနန္တဖြစ်လာမှာမဟုတ်ဘူးတော့အတိအကျပဲဥပမာတရှိတရားဟာသူ့ကိုယ်တိုင်မမွေးဖွားခင်မဖန်ဆင်းခံရသေးခင်အတိတ်ကာလကိုပြန်သွားပြီးတရှိလို့မရဘူးလေတဟာဖန်ဆင်းရှင်နဲ့ဖန်ဆင်းခံကြကဘယ်တော့မှကြော်လွားလို့မရတဲ့ရှင်းလင်းတဲ့နေနိမိတ်တစ်ခုကိုပြနေတာပါ ဖန်ဆင်းခံရအကန့်အသတ်ကိုအတိမပြုခြင်းဟာလေဉာဏ်ပညာတစ်မျိုးပဲလို့ထုတ်ပြထားတာပါကေဒီနီချမရဲ့ဆွေးနွေးမှုကိုအချင်းချုပ်ကြည့်ရအောင်ရှင်ဟုတ်ကဲ့ဗျာဒီစာတမ်းအရာဘုရားသခင်ရဲ့မဟာအစည်းအဝေးဟာတက်ရှိတွေကိုဖန်ဆင်းဖို့တသက်မဟုတ်ပဲလွတ်လပ်စွာရွေးချယ်ခွင့်ကိုပေးအပ်ပြီးအဲ့ဒီလွတ်လပ်ခွင့်ကိုသုံးပြီးမေတ္တာတရားကိုရွေးချယ်တတ်မဲ့တတ္တဝါတွေကိုမွေးဖွားပေးဖို့ဖြစ်တယ်ဆိုတဲ့အချက်ပါပဲဟွန်း လဝါကတံကိုတော့အဲ့ဒီမေတ္တာရဲ့အကြောင်းရင်းကိုတက်တည်ပြဖို့ဖျားသခင်ရဲ့အုတ်ချုပ်ပိုင်ခွင့်ကိုတရားဝင်ဖြစ်စေဖို့နဲ့ဖန်ဆင်းခြင်းတစ်ခုလုံးကိုပြည့်စုံစေဖို့အတွက်အဓိကကြတဲ့ယန္တရားဖြစ်တင်ပြထားပါတယ်။အဓိက key takeaway လားရယ်ဖန်ဆင်းခြင်းဟာဖျားသခင်ရဲ့အမင့်တစ်ခုတည်းနဲ့ပြီးဆုံးသွားတဲ့တကြောင်းသွားဖြစ်စင်းမဟုတ်ဘူး။ဟုတ်ကဲ့ဖန်ဆင်းခံရဲ့လွတ်လပ်တဲ့နားလေလက်ခံမှုပါဝင်မှုတွေနဲ့အတူတစ်ဖြည်းဖြည်းပြည့်စုံသွားတဲ့ အမွေဆက်ခံခြင်းဖြစ်စဉ်ကြီးကခုဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။အာနာနဲ့အမင့်ပေတော့ထက်နားလေလက်ခံစေပြီးအမွေပေးတဲ့ပုံစံနဲ့ပြည့်စုံစေခြင်းဟာပိုပြီးနှဆိုင်တဲ့အတိပဲဆောင်တယ်လို့ဒီစာတန်းကဆုလို့ခြင်းမုံရပါတယ်ဗျ။ဒီဆွေးနွေးမှုကနေဆက်လက်သွေးစရာအချက်တခုကိုခြံထားခဲ့ခြင်းပါတယ်ရှင်။စာထဲမှာပထမအာရမ်တာအပြစ်မကျူးလွန်ခဲ့ရင် ဖယားသခင်နာတက်ရှိရရဲ့လွတ်လပ်စွာရွေးချယ်ခွင့်ကိုပြည့်စုံစေဖို့အတွက်အချားနီလန်းတစ်ခုကိုတုံးခဲလိမ့်မယ်လို့အရေးအမြတ်ပြောထားခဲ့တယ်။ဟုတ်ကဲ့ပြောခဲ့တယ်ဗျ။အဲ့ဒီအချားနီလန်းကပါလဲဆိုတာကိုတော့အတိအကျမပြောသွားဘူး။ဟမ်။ဒါကြောင့်နားထောင်သူတွေအတွက်စဉ်းစားစရာမေးခွန်းတစ်ခုကတော့အဖြစ်တရားမရှိရဲ့လက်ဝါးကတိုင်မလိုအပ်တဲ့ပြီးပြည့်စုံတဲ့လောကတစ်ခုမှာတရှိတယ်ကိုမေတ္တာတရားရဲ့အမြင့်ဆုံးအတိတ်ပဲကိုတင် जा ပေးမယ်အဲ့ဒီအချားနီးလန်းဆိုတာ ဘလို့မျိုးထင်နိုင်မလဲဆိုတာပါပဲ။